ခင်ဗျမစ်စင်များအောင်မယ်လာပါတယ်နော်အဲကျွန်တော်တို့ဒါအကျဉ်း20အတွက်ပေါ့နော်အဲကျွန်တော်ရရှိထားတဲ့မူလေးကိုဒီမှာချပြပေးမှာဖြစ်ပါတယ်ဗျာနော်โอเคဒါဆိုရင်ကျွန်တော်လည်းအတူတူကြည့်အောင်ပေါ့နော်အကြောင်းပထမဆုံးဒီမှာရှင်း9နှစ်ပေါ့နော်အဲသူကကျွန်တော်တို့ဒါ၄ကတ်ဆက်ဖြစ်ပါတယ်နော်ရှင်းကျွန်တော်တို့ဒီမှာ9နှစ်ပေါ့နော်ကျွန်တော်တို့ရေပုံရေနီလေးကဒီတိုင်းလေးရေးပါတယ်ပြီးရင်865ပေါ့နော်ရှင်း6 ငါးနော်ပြီးရင်3 5 6နော်3ကျွန်တော်တို့ဒီမှာ5ရှိမယ်ဒီမှာ6ရှိမယ်ပေါ့နော်โอเคဒီလိုလေးရသွားရင်ねကျွန်တော်တို့ကဒီမှာအဲလိုက်ပြီးတော့ကျွန်တော်တို့ပေါင်းခြင်းနေလိုက်ပြီးတော့ရှာမယ်ပေါ့နော်အဲသူကပေါင်းရတာကတော့ကျွန်တော်နည်းနည်းလေးပါတယ်ဒီ3လုံးပေါ့နော်ကျွန်တော်ဒီမှာ2ရယ်6ရယ်8ရယ်ပေါ့နော်2 6ရယ်ပေါင်းခြင်းနံပါတ်6ဖြစ်တယ်ပေါ့နော်6 6ပါဝါဒီ1နော်ပြီးရင်ဒီ3လုံးပေါင်းမယ်ပေါ့နော် 568เนาะ568ကကျွန်တော်တို့ပေါင်းခြင်းနံပါတ်အဲနံပါတ်ဘယ်လောက်ဖြစ်လဲ56ပေါင်းခြင်းနံပါတ်ဒီအဲနံပါတ်မှာ1ပေါ့เนาะအဲကျွန်တော်တို့ဟိုကနေပေါင်းရင်8နဲ့ပေါင်းရင် ပေါင်းခြင်းနံပါတ်ဒီနံပါတ်မှာကျွန်တော်တို့ဘယ်လောက်ရမလဲနံပါတ်9ပေါ့เนาะနံပါတ်9ရမယ်9ရတဲ့အတွက်9 9ပါဝါဒီ၄ပေါ့เนาะဒါပြီးရင်ကျွန်တော်နောက်ထပ်တစ်တန်းပေါ့เนาะ ဒီကောင်လေးကလည်းကျွန်တော်တန်းတစ်လုံးပဲပေါ့တန်းတစ်လုံးကိုကျွန်တော်ဘယ်လိုသွားမလဲဆိုရင်ဒီလိုလေးပေါ့နော်အဲဒီမှာ6 5 69ပေါ့နော်ဒီလိုအဲကျွန်တော်တို့လေးလုံးပေါင်းကြည့်လိုက်မယ်ပေါ့နော်ဒီမှာ6 5 69ဆို5 69ဒီပေါင်းခြင်း20 6နဲ့ပေါင်းရင်ပေါင်းခြင်း6ကျွန်တော်တို့ plus 2ဆိုတော့နံပါတ်10ပေါ့နော်6 10အဲဒီမှာထွက်ကနန်းကကျွန်တော်တို့ဒီ၃လုံးပြီးတော့6 4 6ဆိုပြီးတော့ထွက်ပြီးထားတယ် နော်646ဒီထွက်ကနန်းပေါ့နော်646ဒီကျွန်တော်တို့ထွက်ကနန်းဖြစ်တဲ့အတွက်အဲဒီမှာ6ဟမ်ဒီမှာက4ကျွန်တော်ဒီမှာကနံပါတ်6ဆိုပြီးတော့ကျွန်တော်646ပေါ့နော်တရန်တလုံးကျွန်တော်တို့အပီးပါပဲဗျာနော်ဒီဒီမှာ646လေးထွက်သွားတယ်ဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ကိုစစ်ကြည့်အောင်ပေါ့နော်နောက်တစ်ပင်မှာကကျွန်တော်တို့ရှာမယ်ခဏန်ဒီ6ခွန်8ဆိုတာရှာမယ်ဒီလိုကြောင့်ကျွန်တော်တို့ရှေ့က3လုံး865ကနေပြီးတော့စပြီးတော့ရေးမယ်ပေါ့နော် ရှင်း6ကျွန်တော်တို့ဒီမှာ5 3 5 6 3 5 6 3 5 6ပြရင်ကျွန်တော်တို့အခုထွက်ထားတဲ့ကဏ္ဍ6 4 6ပေါ့နော်ဒီကလည်းကျွန်တော်တို့ဒီတိုင်းမှာပဲအတူတူပဲပေါ့နော်အဲကျွန်တော်တို့ယူပုံယူနည်းလေးကအတူတူပဲဒီမှာပေါင်းခြင်းနံပါတ်553ဆိုတော့ပေါင်းခြင်းနံပါတ်3ပေါ့နော်3ဖြစ်တဲ့အတွက်3ပါဝါ8เนาะပြီးရင်တောင်းလာကျွန်တော်တို့ပေါင်းချလိုက်မယ်53 8ကျွန်တော်တို့6နဲ့ပေါင်းရင် ောင်းခြင်းနံပါတ်နံပါတ်4ရတယ်ပေါ့နော်4လေးပါဝါတီ6ဖြစ်ပါတယ်ဒါပြီးရင်တော့ကျွန်တော်နောက်ဆုံးတစ်ခုကဒီမှာ6 4 3 4ပေါ့နော်6 4 3 4လုံးပေါင်းခြင်းဒီပေါင်းခြင်းနံပါတ်နံပါတ်9ဖြစ်တယ်ခွန်ကိုကျွန်တော်တို့နှစ်ပေါင်းတော့9ပေါ့နော်ဒီမှာထွက်ကနန်းဒီကျွန်တော်တို့9ခွန်8ဆိုပြီးတော့တွေ့ရမယ်နော်9ခွန်8ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်အောင်9ဒီမှာခွန်8 ဒီမှာ10ပေါ့နော်ဒီမှာလည်းတန်းတန်းလုံးနဲ့ကျွန်တော်တို့အပီပေါင်လေးဆင်းသွားတယ်နော်ဒါဆိုကျွန်တော်တို့3ကပ်ပေါ့နော်နှစ်ကပ်ကတော့ပြီးသွားပြီကျွန်တော်တို့3ကပ်မြောက်ကိုစစ်ကြည့်အောင်ပေါ့နော်3ကပ်မြောက်ကျွန်တော်တို့ရှာအမှဒီ6 9 6ရှာအမှဖြစ်တဲ့အတွက်အပေါ်က3ပင်3 5 6ကနေစမယ်နော်3 5 6နော်ပြီးရင်ကျွန်တော်တို့ပါလဲ6 4 6เนาะပြီးရင်တော့ဒီမှာထွက်ခဏ9 9 8 9 9 8เ ဲ့6ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အတူတူပေါင်းကြည့်အောင်နော်ဒီမှာ646ဒီပေါင်းခြင်းနံပါတ်6ဖြစ်တယ်ပေါ့နော်66ပါဝါဒီတက်နော်ဒီမှာ646ပဲနော်646ဆိုတော့ပေါင်းခြင်းနံပါတ်ဒီ66ပါဝါဒီနံပါတ်1ဖြစ်ပါတယ်နော်နောက်ဆုံးတစ်လုံးပဲကျွန်တော်တို့ကြံတယ်ပေါ့နော်နောက်ဆုံးတစ်လုံးကကျွန်တော်တို့ဒီမှာ၄လုံးပေါ့နော်ကျွန်တော်တို့668နော်66ဒီနှစ်ရှိမယ်ရှင်းနေပေါင်းရင်10ခုံးနဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်1 နံပါတ်9ခွန်ငွေနှစ်ပေါင်းတော့9ဖြစ်ပါတယ်เนาะဒီမှာထွက်သွားတဲ့ခဏကကျွန်တော်တို့ဘာရှိလဲ6 9 6ဆိုပြီးတော့ရှိရเนาะ6 9 6เนาะဒီမှာတန်းတစ်လုံးမဲ့ကျွန်တော်တို့6ဒီမှာ9ဒီမှာ6เนาะ6 9 6တန်းတစ်လုံးနဲ့ဒီမှာလည်းအပြီးပေါက်ပါတယ်ဒါဆိုရင်အခုလာမဲ့အပြင်အတွက်အဲကျွန်တော်တို့ရှာမဲ့ခဏငါဒီမှာ6 4 6ကနေစာမယ်เนาะ6 4 6 6เนาะပြီးရင်9 9 8เนาะ9 9 8เนาะဒါပြီးရင်เนาะ6 9 6เนาะ6 9 6เนาะဒီမှာကဏ္ဍလေးထုတ်ကြည့်ရအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီအပေါ်ကားလို့ပဲပေါ့เนาะ6 9 9ဆိုတဲ့ကဏ္ဍကိုပေါအောင်မယ်เนาะ6 9 3 9နဲ့ပေါင်းရင်ပေါင်းချက်2နှစ်ပါဝါဒီ9เนาะပြီးရင်ကျွန်တော်တို့ဒီမှာเนาะ9 9 8 เนาะ9ခွန်ရှစ်ဆိုတော့ပေါင်းခြင်းနံပါတ်ဒီ4ဖြစ်တယ်ပေါ့เนาะ4 4ပါဝါဒီကျွန်တော်တို့နံပါတ်9ရပါတယ်เนาะနံပါတ်9ရတယ်ဒါဆိုရင်နောက်ဆက်တစ်ခုပဲကျန်တယ်ပေါ့เนาะနောက်တစ်ခုကကျွန်တော်ဒီတိုင်းလေးပေါင်းရမယ်ဒီလို၄လုံးပေါင်းခြင်းပေါ့เนาะဒီအောက်ကတပြားဒီကျွန်တော်တို့ပေါင်းခြင်းနံပါတ်3ရအပေါ်ကတပြားက9နှစ်ကအဲနံပါတ်1ပေါ့เนาะဒီလိုကြောင်းကျွန်တော်တို့ဒီမှာပေါင်းခြင်းနံပါတ်2နံပါတ်1ရပါတယ်တည့်ရတဲ့အတွက်နှစ်ပေါင်းရင် 3ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာကဏ္ဍလေးတွေထုတ်လို့ရပြီ2 4 1เนาะ2 4 1เนาะ2 4 3 2 4 3เนาะနင်းနဲ့ပတ်သက်ပြီးတော့ပြီးရင်ကျွန်တော်2 9 1เนาะ9 1 2 9 3ကိုတော့နော်နင်းနဲ့ပတ်သက်တာကဒီမှာလည်းပြီးပြီပေါ့နော်ဒါပြီးရင်တော့ကျွန်တော်တို့နောက်တစ်ခါဒီခွန်နဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေကြည့်ရအောင်နော်ခွန်၄တနော် con lit ကျွန်တော်တို့ခွန်လေးတော့ခွန်လေးတော့ပြီးရင်ခွန်ကိုတဲ့နော်ခွန်ကိုတဲ့ခွန်ကိုတော့ခွန်ကိုတော့ဆိုတော့စုစုပေါင်းအာဒီကနန်လေးတွေဒါရတယ်ပေါ့နော်ဒီကနန်လေးရတာဖြစ်တဲ့အတွက်ဒါကျွန်တော်လေးကတ်မြောက်ပေါ့နော်အဲလေးကတ်မြောက်သူကဒီမှာတော့အတိုင်းပေါ့နော်ဇောင်းစင်းတယ်ဒီမှာဒီလိုလေးအခွေစင်းတယ်ဒီလိုလေးစင်းတယ်ပေါ့နော် အဲဒီမှာပဲအဆင်မလဲတော့ကျွန်တော်တို့မပြောတတ်သေးဘူးပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ run through လေးပြန်ပြီးတော့စာကြည့်မယ်။ Ubuntu Unity ကတော့ကျွန်တော်ဒီရှင်း၅နှစ်ကနေစမယ်ပေါ့နော်။ download လေးရေးလိုက်မယ်။ပြီးရင်အဲဒီနောက်ကကလည်း၈၆ကလည်း download ပေါ့နော်။ပြီးရင်ကျွန်တော်၃၅၆ကိုလည်း download လေးယူပါမယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာဒီရှေ့ကပေါ့နော်ပြထားတဲ့ဘာလေးတိုင်း၃လုံးပေါင်းချင်း6 2 power 1နော်။ပြီးရင်ကျွန်တော် download 968ဆိုတဲ့ခဏကိုပေါင်းလိုက်တယ်ပေါင်းခြင်း99 power 4ပေါ့နော် နောက်ထပ်တစ်ခုကတော့ကျွန်တော်ဒီလိုလေးလုံးပေါင်းလိုက်ပေါ့နော်9669เนาะပေါင်းလိုက်တော့6ကျွန်တော်နှစ်ပြားပေါင်းတော့နံပါတ်8ကိုရပါတယ်ဒီမှာထွက်ကနန်းဒီ646ဖြစ်တဲ့အတွက်646เนาะဒီအောက်မှာလည်းကျွန်တော်တို့ယူပုံယူနီကအတူတူပဲပေါ့နော်ဒီမှာထွက်သွားတာကကျွန်တော်တို့98เนาะ98ဆိုတဲ့ကဏ္ဍလေးထွက်သွားတယ်။ဒီရောက်မှာကကျွန်တော်တို့ဘာထွက်သွားလဲဆိုရင်696ဆိုပြီးတော့ထွက်သွားတယ်။တဒန်းတစ်လုံးပဲပေါ့နော်။တဒန်းတစ်လုံးပဲ။အဲဒီအတွက်ကြောင့်ကျွန်တော်တို့အခုလာမဲ့ အချိန်20အတွက်ကကျွန်တော်တို့ရထားတဲ့အဲကဏန်းတွေကနိကွန်ကတလုံးလာမယ်ကျွန်တော်လေးကိုကတလုံးလာမယ်တစ်သုံးကတလုံးလာမယ်ပေါ့နော်ဒီလိုအကြောင်းကျွန်တော်တို့ဒီတဒန်တလုံးတဒန်တလုံးကိုကျွန်တော်တို့ယူမှာဖြစ်တဲ့အတွက်တဒန်တလုံးနဲ့ဒီမှာကဏန်းလေးတွေရပါတယ်โอเคပါဒါဆိုရင်အားလုံးပဲကြိုင်းနေတဲ့မှာဒါကန်ဆန်ကြည့်ပါဗျာကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ